မိဘပြည်သူများရှင်ကျွန်မဒီနေ့ပေါ့နော်သတင်းလေးမှာတော့မိဘပြည်သူများအတွက်ဝမ်းနည်းရမလားဝမ်းသာရမလားနားမလဲပေါ့နော်အဲ့လိုမျိုးနှစ်ခွစိတ်ခံစားကြနှစ်ခွဖြစ်စေတဲ့သတင်းလေးတစ်ခုပြောပြကြတယ်အဘာသာကျွန်မတို့ပြောရလဲဆိုတော့ဒီ RFA နဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့နော် RFA သတင်းဌာနကိုမြန်မာနိုင်ငံထဲမှာစိုက်တယ်လည်းရှိရမစိုက်တယ်လည်းရှိရလေဒီတော့စိုက်တဲ့သူတို့ကတော့ဝမ်းနည်းစရာသတင်းပေါ့မစိုက်တဲ့သူတို့ကဝမ်းသာစရာသတင်းပေါ့ရှင်အဲ့ဒါလေးကျွန်မဆွေးနွေးသုံးသပ်ပေးပါမယ်ရှင် လွတ်လပ်တဲ့အာရှအတန်လို့ခေါ်ဆိုတဲ့ RFA သတင်းဌာနပေါ့နော် Radio Free Asia ပေါ့နော်အဲ့ဒါဆိုရင်မသေးချာမီရတဲ့ရန်ကုန်ဝေးကြောင့်တဲ့မေလ9ရက်နေ့ကစပြီးတော့မြန်မာပိုင်းထုတ်လွှင့်မှုတွေကိုလုံးဝရှင်းနာတော့မယ်ဆိုပြီးတော့ညင်ညာလိုက်ပါပြီရှင့် RFA ရဲ့ဝိုင်းတော်သားတွေလည်းဒီသူတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ပေါ့နော်အမှတ်ရစကားလေးပြောကြားနေရတယ်ကျွန်တော်မြင်တွေ့ရပါတယ်ရှင့် RFA ဆိုရင်ကမ္ဘာသတင်းမီဒီယာအေဂျင်စီဖြစ်တဲ့ United States Agency for Global Media USAGM ရဲ့ကြီးကြပ်မှုအောက်ကနေပြီးတော့သတင်းတွေတင်ဆက်နေတဲ့သတင်းဌာနတစ်ခုသာဖြစ်ပါရှင့် ဒီသတင်းဌာနကဒဲမှာပေါ့နော် RFA မြန်မာပိုင်းကတော့မြန်မာနိုင်ငံသားအများစုပါဝင်တဲ့သတင်းဌာနတစ်ခုဖြစ်နေမြန်မာနိုင်ငံသားရဲ့သိရှိထားပါတယ်ရှင့်သူ့ရဲ့အချိန်တွေကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ပေါ့နော်တက်လာပြီးရဲ့နောက်မှာဆိုရင်မတ်လ15ရက်နေ့မှာ RFA VOA ရဲ့မိခင်ဌာနဖြစ်တဲ့ USAGN ရဲ့လုပ်ငန်းနဲ့ဝန်ထမ်းတွေကိုအနည်းဆုံးဒီ short ချဖို့အမိထုတ်ပြန်လိုက်တာရှိရင်လေအဲ့ထုတ်ပြန်ကြတဲ့နောက်ပိုင်းမှာဆိုရင် VOA ကချက်ချင်းရန်နာသွားတယ်။ RFA ကကြတော့အခုတက်မှာပဲရန်နာတာဖြစ်ပါရဲ့ရှင့် တလားကျော်လောက်ထိတော့သူတောက်ခံလိုက်သေးရေပေါ့နော်အဲ့နောက်ပိုင်းမှာဆိုရင်လုံးဝကိုရန်နာသွားခဲ့ပြီဖြစ်ပါရဲ့ချက် RFA သတင်းဌာနရန်နာသွားခဲ့ရခြင်းမှာပေါ့နော်ဟိုပြောရလူတဲ့ရှိရဝမ်းတဲ့လူတွေရှိပါရှင့်အဲ့လိုပေါ့နော်ချိန်ရလူရှိပါလူဆိုတာစိတ်ခံစားချက်မျိုးမျိုးယုံကြည်ရာကိုအားဖြင့်အားကိုတဲ့သူကတော့အားဖြင့်မရှိတော့ဝမ်းနေတာပေါ့ရှင့်အငငယ်တာပေါ့နော်အဲ့လိုချိန်နေတော့ရှိမှာပေါ့ရှင့်ဒါပေမဲ့တချို့တွေကနည်းနည်းကဲလို့နည်းနည်းကဲတယ်နည်းနည်းကဲဘလို့ကဲလဲဆိုတော့လေအားဖြင့်မရှိတော့လို့ရှင့်မဲ့တို့ကသတင်းအမှန်တွေကိုပယ်နာမှာမှမရတော့တို့လို့ပြန်မှသတင်းတွေကိုတို့ကတခြားနေရာနေစားသုံးလို့မရတော့တို့မျိုးကဲတဲ့သူတွေရှိရဲ့ အဲ့လိုလူတွေအတွက်ကြောင့်ကျွန်မဇလန်းလေးတစ်ခုနဲ့ပြောပြမယ်ရှင်းလေးလားအရင်ကကောင်မလေးတယောက်ကဆုံးမသွားတယ်ဘောနော်ယောဂာနဲ့ဆုံးမသွားတဲ့အခါမှာကောင်မလေးမှာရီစာရှိတယ်။သူကလည်းအဲ့ရီစာအတုပအိမ်ရောက်လာပြီးတော့ကောင်မလေးရဲ့မိဘကလည်းကိုယ့်ရဲ့သမီးတိတ်ဆုံးတော့ဝမ်းနဲ့ခြေကွဲနေတာဘောရှင်အဲ့ဒါအဲ့ဒီမိဘကမှအာမနာသူပဲတခါတည်းအင်မတန်ခြေကွဲဝမ်းနဲ့ပတ်လက်ပေါ့နော်တခါတည်းပိုလို့ပတ်လက်လေးဖြစ်အော်ကြီးဟစ်ကျဲငိုယိုနေတာနေ့စဉ်နေတိုင်းကြာလာတဲ့အခါကျတော့ကောင်မလေးမိဘကစိတ်ဆင်းရဲနေတာတကြောင် ဒီကောင်အားနေလာငုံနေတာနားညိတာတကြောင်ကြောက်ဆိုပြီးတော့အာကောင်မလေးရဲ့မိဘကထပြီးတော့အဲ့ဒီပေါ့နော်သူ့သမီးရဲ့ရှိစားကိုချီရောက်တဲ့ထကန်ပြီးတော့နင်းအလောက်တောင်မှခါတဲ့နှမျောနေရယ်ဆိုငါသမီးနဲ့အတူသေရွာကိုလိုက်သွားဆိုပြီးတော့အခေါင်းထဲကိုကန်ချတယ်လို့ဖြစ်နေရဲ့ရှင်သိလားနော်အဲ့လိုဖြစ်နေရတယ်တို့ကလေ RFA ကိုရမ်းကြိုက်တယ် RFA မရှိလို့ရှင်ဒီကပိုင်းမှာသတင်းမှန်ကိုဘယ်နားမှမမရတော့ဘူးလို့ခန်းစားနေပြီးရဲဆိုရင် RFA နောက်ကိုလိုက်သွားကြရှင်နော် RFA ဝိုင်းတော်သားရဲ့နောက်ကိုလိုက်သွားကြသူတို့အိမ်မှာသွားနေကြပြီးလို့ရှင်သူတို့တင်ဆက်တဲ့သတင်းသွားနှောင်းထောင်ကြရှင် ဇလန်အဲ့လိုပဲအကြံဉာဏ်ပေးလို့ရတာမယ်ရှင်နော်အဲ့လိုတော့ရှိပါတယ်နော်ပြီးတော့အာရဖီယာရန်နာသွားတဲ့အခါမှာစိတ်ခံစားချက်အမျိုးမျိုးနဲ့တုတ်ပြန်ကြတာပေါ့ရှင်ကျမတို့ကတရင်မီဒီယာသမားချင်းချင်းဆိုတော့ဘာမှမပြောချင်လို့ရှင့်ပြီးတော့သူတို့ရဲ့အနာဂတ်ပေါ့နော်စဉ်းစားမိရပါလေဒါနိုင်ငံယူဆတူချင်းမတူချင်းသူတို့ထုတ်ပြန်တဲ့သတင်းကပြည်သူတို့အကျိုးရှိခြင်းမရှိခြင်းရတော့ဒါသူတို့ရဲ့တမိုင်းနော်သူတို့ထုတ်လင့်လိုက်လို့ပြည်သူကဘယ်နှခုအစဉ်ပြေသွားလဲဆိုတော့သူတို့ပြန်ပြီးတော့သူတင်နာလောက်ထားလားမလောက်ထားလားဆိုတာသူတို့အပိုင်း ကျမတို့ပြည်တွင်းမီဒီယာကကျတော့အဲ့လိုသူတနာလောက်ထားရတာရှိတယ်။ဥပမာကျမဆိုရင်ပေါ့နော်ကျမတို့မီဒီယာဆိုရင်ပြည်သူအသံဒီလမှာအခု20တန်းဆက်တယ်ဆိုရင်နေပြည်တော်ဘယ်နှခုပြောင်းလဲဖြစ်ပေါ်သွားလဲဆိုတော့ပြန်ပြီးတော့ကျမတို့သူတနာလောက်ရတယ်။ပြည်သူကိုပြန်မေးရတယ်။ဟဲ့အမတန်းဆက်ပေးလိုက်တဲ့ပြည်သူအသံလေးနေပြည်တော်ဘာတွေပြောင်းလဲသွားလဲပြန်မေးရတယ်ပေါ့နော်။အဲ့ချိန်မှာသူကပြောင်းလဲသွားတာရှိတယ်။အမကြီးဘာမှမထူးပါဘူးဆိုတော့ပြည်သူအသံရှိတယ်။အဲ့ဒါလေကျမတို့ကမျိုးစားပြန်ခွဲပြီးတော့ဒီလမှာတော့ငါတို့ပြည်သူအသံအခု20မှာ25ခုလောက်ကိုဖြည့်ရှင်းပေးလိုက်နိုင်တယ်။နေပြည်တော်တကယ်ပြောင်းလဲသွားတယ်။ ငါးခုကတော့တင်ဆက်တာပဲရှိရဘာမှပြောင်းလဲသွားခြင်းမရှိဘူးဆိုပြီးတော့ကျမတို့ကဒါကြီးပြန်ပြီးတော့လောက်လာတော့ဗောနော်အဲ့လိုပြန်ပြီးတော့ကို့မီဒီယာကပြည်သူဘယ်လောက်ထိအကျိုးပြုနိုင်ခဲ့လဲဆိုရယ်ပေတံလေးကိုကျမတို့ပြန်ပြန်ပြီးတော့အရေးချင်းစစ်ရတာကိုကိုကိုပြန်စစ်ရတာရှက်ဒီတော့ DRFA ဝိုင်းတော်သားတွေဒါကြီးလောက်ခဲ့လားမလောက်ခဲ့လားကျမမသိဘူးနော်တို့တင်ဆက်တဲ့အရာတွေအားလုံးဒီလေးပုံမှာပဲရှိပြီးတော့မြေမြာဘာမှလည်းမပြောင်းလဲအစိုးရကလည်းတို့နာတင်ဆက်တာကိုနားမထောင်သူတို့တင်ဆက်တာလည်းဂယုမဆိုင်သူတို့ဒီတင်ဆက်တာပဲရှိရမြေပြင်မှာဘာမှပြောင်းလဲသွားမှုမရှိဘူးဆိုရင်ဒီတင်ဌာနကရှိချင်းမရှိချင်းမြန်မာနိုင်ငံအတွက်ဘာမှမဖြစ်ဘူးရှင့် ်သိလားအဲ့ဒါလေးကိုလည်းစဉ်းစားတတ်ဖို့လိုပါတယ်နော်။ဒီတော့ကျောင်းအနေနဲ့ဒီပိုင်းကဒါတပိုင်းမော်ရှင်အကျိုးပြုခြင်းမပြုခြင်းကတပိုင်းပေါ့နော်။ဟိုနောက်တစ်တပိုင်းကသူတို့အလောက်ကင်အခုချိန်မှာမဲ့သွားမှာ။သူတို့ကလည်းအလောက်ကင်မဲ့သွားမှာ။ဒါမီဒီယာသမားတွေမှာတော်တဲ့သူတွေလည်းရှိပါတယ်။မရှိတော့မဟုတ်ပါဘူး။သူတို့ကလောလောဆယ်တွေထဲမှာတကယ်မီဒီယာပညာပြည့်ဝသူတွေရှိရပေါ့နော်။အဲ့တော့ကျောင်းအနေနဲ့စဉ်းစားမိတာကအော်သူတို့လည်းအလုပ်မရှိတော့ဘူး။ ဒုက္ခရများကြမှာလေဟုတ်တယ်မဒုက္ခရများကြတဲ့ခါကျတော့အခြားမီဒီယာတွေမှာတော့အလုတ်လျှောက်ကြည့်ပေါ့ရှင်အစီအပြင်းတော့လောက်ကြပေါ့ရင်ပတ်ချင်းတူတဲ့သူတွေလှုပ်လှောက်လာတော့ပိုကောင်းလာပေါ့ရှင်ဟုတ်တယ်မအဲ့တော့ရင်ပတ်ချင်းတူတဲ့သတင်းမီဒီယာတွေဝင်လျှောက်ကြပေါ့ရှင်ဒါကတော့ပမာဏလုံးချန်ပေးချင်တာပေါ့ဒုတိယပတ်အချန်ပေးချင်တာကတော့ကိုကဒီ RFA မှာလှုပ်လှုပ်တယ်အကြမ်းပါအားပေးတာမလှုပ်ထားဘူးเนาะမြန်မာနိုင်ငံကိုစနီးတောက်စီဖို့အတွက်ဒုက္ခပေးတာမရှိဘူးပေါ့เนาะအဲ့လိုမျိုးဆိုရင်တော့မြန်မာနိုင်ငံပြန်လာပြီးမီဒီယာလုပ်ငန်းလေးတွေမှာပြန်ပြီးတော့လုတ်ကင်တာကတော့တင့်တော်ပါရဲ့ရှင် အစိုးရလည်းဒါကိုနည်းနည်းဖြေလျှော့ပေးမယ်လို့ကျွန်မမြင်ပါတယ်။ဘာကြောင့်လဲဆိုတော့မီဒီယာသမားတွေကဖြေရွေးထဲမှာရှိနေတာနိုင်ငံတော်တော့ပိုကောင်းတယ်လို့မြင်ပါတယ်။နိုင်ငံတော်ဝေဖန်ချင်တယ်ဆိုနိုင်ငံတော်နားမှာနေပြီးတော့လာဝေဖန်ပါရှင့်။ကျွန်မတို့လည်းနိုင်ငံတော်နားမှာနေပြီးဝေဖန်နေတာ။နိုင်ငံတော်တကယ်အကျိုးပြုချင်တယ်ဆိုနိုင်ငံတော်နားမှာနေမှရမှာ။မီဒီယာသမားတွေကလေတိလားအဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ဒါကနိုင်ငံတော်အကျိုးပြုချင်တာမဟုတ်ဘူး။နိုင်ငံတော်ကိုမြန်မာတော်မျက်နှာပြစားပြီးတော့အဲ့ဒါပတ်စံရှာစားချင်တာရှင့်။အဲ့ဒီအဆင်တန်းဖြစ်သွားလိမ့်မယ်။တိလား။ကျွန်တော်လိုပဲမြင်တယ်။အခုဆိုတော့ဒါမီဒီယာသမားတွေလှုပ်လှမ်းမဲ့ဖြစ်ပြီလေ။ ဟုတ်တယ်မလားဒီတော့ကိုကပြည်သူအတွက်ပြည်သူအကျိုးပြုချင်တယ်လို့ကြွေးကြော်ထားတယ်မို့လားပြည်သူနားမှာလာပြန်နေလေမြန်မာအစိုးရနားမှာလာပြန်နေလေလာပြန်နေပြီလောက်လောက်လေအကျမတို့ဆိုလည်းအခုတော့ပြည်တွင်းမီဒီယာပဲကျမတို့ပြည်သူအတန်းနေတက်ဆက်တယ်အေးဆေးပဲကျမတို့အခုချိန်နေအေးဆေးပဲဘာကြောင့်လဲဆိုတော့ကျမတို့မြန်မာအစိုးရတွေမီဒီယာလွတ်လပ်ခွင့်ကိုပေးတယ်နော်ပေးလို့သာကျမတို့ပြည်သူအတန်းနေအများကြီးတင်ဆက်နိုင်တာပေါ့ရှင့်နောက်မှဆိုရင်အခုချိန်ကျမတို့မြင်ရတော့မလားစဉ်းစားကြည့်လေကျမတို့လည်းအခြားသတင်းသမားတွေရောမြင်ရတော့မလားမီဒီယာလွတ်လပ်ခွင့်တာမရှိဘူးဆိုရင် ြပြတာလွတ်လပ်တဲ့မီဒီယာပြအသက်ရှင်တန်ခြင်းနဲ့သူရှိရယ်โอเคမြန်မာပြည်ကလည်းလွတ်လပ်ပါတယ်အခုတော့ရှိရပါတော့ဥပဒေပေါင်းထဲမှာလောက်ရတဲ့အတွက်စေးလို့ပေါင်းလို့တော့မရဘူးလေပြည်ပမှာနေပြီးတော့ပြောချင်ရပြောဆိုချင်ရဆို personal တိုက်ခိုက်ကလင်ကကြစ်တွေရှောက်ပြောတော့မရအောင်နော်ပြီလားတကယ်ကိုစီးနဲ့ပေါင်းနဲ့အလုံးလုံးပဲပြည်သူတို့အကျိုးရှိမယ်ဆိုတော့ပြန်လာခဲ့ကျမတို့ကျူးဆိုတယ်ချက်ကျိုးဆိုတယ်တကယ်မီဒီယာပညာပြည့်ဝတဲ့သူတွေပြန်လာခဲ့အကျံပတ်အာမပေးထားတဲ့သူတွေပြန်လာခဲ့ကျိုးဆိုတယ်เนาะကျမတို့ပြန်ပတ်တွေဖြစ်သွားရင်တော့မှဒါတိုင်းပြည်တော့ကောင်းတယ်တကယ်မြင်နေရချက် လုံးဖို့ကံဘက်တော့ဖြစ်လာမှာမဟုတ်ဘူးသိကြတယ်။ဒါပေမဲ့ဘာလို့လဲဆိုတော့ရှင်တို့နဲ့ကျမတို့เนี่ยလာရလမ်းမတူရည်ရွယ်ချက်မတူအဲ့လိုပဲအရေးချင်းလည်းမတူရှင်။နော်ဒီတော့လုံးဖို့ကံဘက်တော့ဘာလို့မှဖြစ်လာမှာမဟုတ်ဘူးပြန်ဘက်တော့ဖြစ်တယ်။ရတယ်ကျမအဲ့လိုပြန်ဘက်တွေလိုချင်တယ်။ဘာကြောင့်လဲဆိုတော့မီဒီယာလောကမှာမီဒီယာမှာအဲ့လိုပြန်ဘက်တွေရှိလာမယ်ဆိုရင်ကျမတို့ရဲ့တင်ဆက်မှုကလည်းအရေးချင်းပိုတိုးတက်လာမှာရှင်။ကျမတို့ပိုကြိုးစားဖြစ်မှာဒီတော့ဒီလိုမျိုးပေါ့နော်မီဒီယာသမားတွေပေါ့ရှင်မီဒီယာတကယ်ဝန်ထမ်းပါတယ်ပြည်သူအကျိုးပြုချင်တယ်ဆိုတော့ပြည်ရင်းပြန်ဝင်လာပါကျမတို့ကကြိုက်ပါတယ်ပြန်ပတ်ရှိမှတိုးတက်တာလေ ပြန်ပတ်ရှိမှတို့တက်တယ်ကျွန်မပြန်ပတ်တွေလိုချင်တယ်ပြန်ပတ်များတယ်ကောင်းတယ်ပဲကျွန်မအဲ့လိုပဲတွေးရယ်နော်မမှန်ကန်ကန်ပညာအရာပြိုင်မယ်ပြည်သူကိုဘယ်လောက်ထိအကျိုးပြုနိုင်လဲဆိုတာပြိုင်မယ်ငါတို့ဒီအစိုးရတရက်ကိုဘယ်လောက်ထိထိန်းချောက်ကုတ်ကဲနိုင်လဲဆိုတာပြန်ကြမယ်ရှင် เนาะတခုတော့ရှိရယ်เนาะကလင်ကကြက်တော့လာမပြိုင်နဲ့ဟောကျမတို့အဲ့လိုကလင်ကကြက်မတက်ဘူးเนาะကလင်ကကြက်တော့မပြိုင်နဲ့သတင်းမှာသတင်းတူတွေတင်တာတော့မပြိုင်နဲ့ရှင်အဲ့ဒီအပိုင်းတော့ကျမမပြိုင်နိုင်เนาะအဲ့ဒီခုတော့ရှိပါတယ်အဲ့လိုပြောပြကြတယ်ရှင်ဒီတော့မီဒီယာသမားအချင်းချင်းဆိုတော့နားလဲပါတယ်ကိုချင်းစားပါတယ်ဟိုအလုတ်ပြန်လုတ်ချင်တယ်ပြည်တွင်းမှာနေချင်တယ်ဆိုတော့လဲဒါစိတ်ဆက်စူးစမ်းလုဆောင်ကြည့်ပါရှင်ကျမတို့ကတော့အတိတ်မဲ့ခါလေးမပြန်လာနဲ့ပါနဲ့မပြောချင်ပါဘူးဟုတ်တယ်မလားအလုပ်တူလာလုပ်လို့ရပါတယ်ဒါပေမဲ့ကျမပြောသလိုလုပ်ဖို့ကံတက်တော့မဖြစ်နိုင်ဘူးကျမတို့နော်ပြန်ဘက်တော့ဖြစ်နိုင်တယ်ဒါပေမဲ့အဲ့လိုပြန်ဆိုင်ခြင်းကြောင့်နိုင်ငံတော်တိုးတက်မယ်ဆိုရင်ကျမတို့ပြန်ရတာက တန်ပါတယ်ရှင်ဟုတ်တယ်မလားတန်ပါတယ်ပြန်လို့ကျမတို့ရှုံးရတယ်ရရလေကျမတို့လက်ခံပါတယ်ရှုံးဟုတ်တယ်မလားကျမတို့နိုင်ရတယ်ကျမတို့အရေးချင်းကိုလက်ခံပေးရမယ်ရှင်အဲ့လိုတခုတော့ရှိရနော်အဲ့လိုတော့ရှိရတာအာနိုင်ငံတော်အတွက်ကျမပြောတာပါရှင်ကျမတို့နိုင်ငံတော်ကောင်းဖို့ပဲရည်ရွယ်ပါတယ်နေနာချင်းနေနာကျမတို့ပဲနေနာခံလိုက်ကြမယ်လေနိုင်ငံတော်ကောင်းဖို့အတွက်ကိုကျမတို့ကြိုးစားကြတာပေါ့ရှင်နော်အဲ့ဒါလေးကိုပဲကျမသတင်းသုံးသပ်ချက်လျှံနေပြီးတော့ဒီ RFA ဝိုင်းတော်သားတွေပေါ့နော်မီဒီယာသမားစစ်တဲ့သူတွေစီကိုပဲကျမသတင်းစကားလေးပါလိုက်ချင်ပါရှင် ျမရဲ့တရင်သုံးသက်ချက်လေးတွေကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမှာကြပါစေလို့ကျမတို့ Blind Media မိသားစုမှာဆုတောင်းမေတ္တာပို့သလိုက်ပါရရှင်။